ညအချိန်လမ်းဖြတ်ကူရာကလည်းမတော်တဆရှင်တိုင်းမှုဖြစ်ပွားခဲ့ပြီးကွဲလွန်သွားခဲ့ရတဲ့ MTV4 ရုပ်သံလိုင်းမှာခင်ပြိုမတီအစီအစဉ်ရဲ့ producer ဖြစ်သူမန်နန်းမေမွန်မောင်မင်္ဂလာပါပရိသတ်ကြီးရှင် MTV4 ရုပ်သံလိုင်းမှာခင်ပြိုမတီအစီအစဉ်ရဲ့ producer အမျိုးသမီးတဦးဖြစ်သူမန်နန်းမေမွန်မောင်ဟာမနေ့ကအောက်တိုဘာလ2ရက်နေ့ညပိုင်းအချိန်လမ်းဖြတ်ကူရင်းနဲ့မော်တော်ယာဉ်တိုက်ခံရပြီးကွဲလွန်သွားခဲ့ရကြောင်း MTV4 နဲ့နှိဆက်သူများထံမှသိရှိရပါတယ် ရှင်တိုက်ခံရပြီးကွယ်လွန်ခဲ့ရတဲ့သူဟာခင်ပြိုမတီအစီအစဉ်ရဲ့ပရိုဂျူဆာဖြစ်သူမနမ်းမေမောမောင်ခေါ်မမွေးမွေးဖြစ်တယ်လို့သိရပါတယ်။ခင်ပြိုမတီရုပ်သံအစီအစဉ်ရဲ့ပရိုဂျူဆာဖြစ်သော မနမ်းမေမောမောင်ခေါ်မမွေးမွေးဟာ၂ရက်10လ2025ရက်နေ့ညပိုင်းအချိန်မှာကွယ်လွန်သွားခဲ့ရတာကြောင့်အမတရီဖောမီတာစုနဲ့ခင်ပြိုမတီအဖွဲ့သားများမှလွန်စွာဝမ်းနဲ့ကြေကွဲရပါတယ်လို့ခင်ပြိုမတီအစီအစဉ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာလည်းဖြစ်ပါတယ်။ ထို့အတူအစီအစဉ်တင်ဆက်သူတအုပ်ဖြစ်တဲ့သစဉ်နယ်ဝင်းကလည်းစီးမရှိ ကမ်းမရှိအထင်းကွက်မရှိဗယံပဒါမူယူတောက်စာပျော်ပါရန်ကားကြတဲ့ညနဲ့လူတွေတမိုးရှိတဲ့ဘဝကိုစီနဲ့နေတတူဝရုံးကန်နေကြရတဲ့လမ်းသွားလမ်းလာတွေရဲ့အသက်တွေကိုကားပေါ်တက်မောင်းပြီးလိုက်ဒုက္ခမပေးကြပါနဲ့လား အသက်တစ်ချောင်းဆုံးရှုံးရင်ထွက်သွားတဲ့သူနဲ့ကြံရင်ခဲ့တဲ့သူတွေဘလောက်ထိရင်ခွဲနာကြရသလဲဆိုတော့မိသားစုမောင်နှမသားချင်းကိုချင်းစာပေးကြပါဟုသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာလည်းဖြစ်ပါတယ်ဖြစ်စဉ်ကတော့အော်တိုဘားလာ၂ရက်နေ့ညပိုင်းကရန်ကင်းမြို့နယ်ကဘာရီဖျားလန်တရားချောင်းမှတ်တိုင်နဲ့ချော်ရင်းကုန်းမှတ်တိုင်ကြားအမျိုးသမီးတဦးကိုမော်တော်ယာဉ်တိုက်ခတ်ရတာကြောင့်တွားရောက်ကူညီခဲ့ရကြောင်းမိုးစီလနာပရိုက်တာအတင်းကပြောပြထားတာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့မြောက်ဥက္ကလာစီယုံကိုပို့ဆောင်လိုက်ပါတယ်လို့တွားရောက်ကူညီခဲ့တဲ့လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတဦးကပြောပြထားတာလည်းဖြစ်ပါတယ်။မနမ်းမြေမောင်မောင်ခေါ်မမွေမွေဟောင်းရှင်တိုက်ခံခဲ့ရပြီးစီယုံတို့ပို့ဆောင်နေစဉ်လမ်းမကလေးကကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ကွယ်လွန်သူမနမ်းမင်မောင်မောင်ခေါ်မမွေးမွေးရဲ့နာရီကိုတော့အော်တိုဘားလ၄ရက်နေ့ညနေ၄နာရီရေဝေးတုတ်တံမှာပို့ဆောင်တကြိုမှာဖြစ်တယ်လို့လည်းသိရပါဗျ။